မြင်းခွာရွက်ဟာကျမ်းမာရေးအတွက်အကျိုးကျေးဇူးများစွာပေးတဲ့အပင်တစ်မျိုးဖြစ်ပါတယ်အသုံးမပြုခင်မှာကောင်းကျိုးနဲ့ဆိုးကျိုးတွေကိုသိရှိထားသင့်ပါတယ်ကောင်းကျိုးများမျက်ညာအားကောင်းစေခြင်းအုံနောက်ဆဲများရဲ့လုံဆောင်ချက်ကို မြင့်တင်ပေးပြီးမျက်ညာအားကောင်းစေပါတယ်စိတ်ဖိစီးမှုရောကြစေခြင်းစိတ်ကိုတည်ငြိမ်အေးချမ်းစေပြီးစိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပန်မှုတွေကို ရောကြစေပါတယ်အနာကျဉ်စေခြင်း အရေပြားပေါ်ကအနာတွေကိုအမြန်ကျက်စေပြီးအမာရွတ်တွေကိုတက်တာစေပါတယ်။သွေးလည်ပတ်မှုကောင်းစေခြင်းသွေးကြောတွေကို ကျယ်စေပြီးသွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။အသားရေအတွက်ကောင်းခြင်းအရေပြားကိုစိုးပြေစေပြီးဝက်ချံနဲ့အရေပြားပြည့်တနာတွေကိုတက်တာစေပါတယ်။အေးရွာစေခြင်းအိမ်မပျော်တဲ့သူတွေအတွက်အေးရွာစေပါတယ်။ အစာခြေစနစ်ကောင်းမွန်စေခြင်းအစာခြေစနစ်ကိုကောင်းမွန်စေပြီးဝမ်းချုပ်တာကိုတက်တာစေပါတယ်။ကိုယ်ခံအားကောင်းစေခြင်းကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးပြီးယောဂါတွေကိုကာကွယ်ပေးပါတယ်။ဆိုးကျိုးများဓမ္မတဲ့ခြင်းအချို့သူတွေမှာအရေပြားရရင်ချင်းအဖို့ပိန်ထွက်ခြင်းနဲ့အသက်ရှူရခက်ခဲခြင်းစားတဲ့ဓမ္မတဲ့မှုတွေဖြစ်ပေါ်နိုင်ပါတယ်။ ိငိုက်ချင်းမြင်းခွာရွက်ကိုအလွန်ကြုံစားသုံးပါကအိငိုက်ချင်းကိုဖြစ်စေနိုင်ပါတယ်။အစာရင်ပြဿနာများအချို့သူတွေမှာပြို့အန်ခြင်းဝမ်းလျှောခြင်းနဲ့အစာရင်အောင်ခြင်းစတဲ့အစာရင်ပြဿနာတွေဖြစ်ပေါ်နိုင်ပါတယ်။ဆေးဝါးများနဲ့ဓာတ်ပြူခြင်းစီးကြိုယောဂါသွေးကျဲဆေးနဲ့စိတ်ကြယောဂါဆေးတွေနဲ့ဓာတ်ပြူနိုင်ပါတယ်။ကိုဝင်ဆောင်နဲ့နိုးတိုက်မိခင်များကိုဝင်ဆောင်တဲ့노တိုင်းမိခင်တွေအနေနဲ့ဆရာဝန်နဲ့တိုင်ပင်ပြီးမှတောက်သုံးတင်ပါတယ်။ တတိပြုရန်အချက်များမြင်းခွာရွက်ကိုအလွန်ကြုံမစားသုံးသင့်ပါဓမ္မတဲတဲ့လက္ခဏာတွေပေါ်လာပါကချက်ချင်းရက်ပြီးဆရာဝန်နဲ့တိုင်ပင်ပါအခြားသောဆေးဝါးများနဲ့တွဲဖက်တောက်သုံးတော့မယ်ဆိုရင်ဆရာဝန်နဲ့အရင်တိုင်ပင်ပါ